အသက်32နှစ်အရွယ်ရှိနေဖြစ်တဲ့ကျွန်တော်တို့ဟာ Harry Kane ကို Manchester United အနေနဲ့အမှန်တကယ်ပဲကျွန်တော်တို့ကပြောင်းရွှေ့ကြီး56တန်းပေးပြီးတော့ခေါ်ယူသွားမှာလာ။ဒီရဲ့ဘိုင်းတော်တွင်းမှာဆိုရင်ကျွန်တော်ဒီတိုက်စစ်နေရာနဲ့ပတ်သက်ပြီးတော့ဒါ Harry Kane ကိုဒါခေါ်ယူဖို့အတွက်ထပ်မံပြီးတော့စူးစမ်းသွားမယ်ဆိုပြီးတော့ United နဲ့ကတော်တော်လေးသတင်းတွေထွက်နေတာဗျ။ Harry Kane ကအခုလက်ရှိမှာကကျွန်တော်တို့ဒါအသက်အရွယ်အပြည့်ဒါ32နှစ်စာချုပ်ဖြတ်သိမ်းကြီးနဲ့ခေါ်မယ်ဆိုရင်ဒါ56တန်းပေးပြီးတော့ဒါ Harry Kane ကိုခေါ်လို့ရတယ်ဗောနော်။ အဲ့တော့ Bayern Munich လို့အတင်းတင်းမှာဒါကစားနေတဲ့ဟိကိန်းကိုကျွန်တော် United အနေနဲ့ဒါလယ်လကူနဲ့ခေါ်ဖို့ဆိုတော့မဖြစ်နိုင်ဘူး။ဟိုလိုလဲအဲ့လောက်ကြီးတော့မလိုအပ်တော့ဘူးလို့ကျွန်တော်အနေနဲ့ထင်တယ်။ဘာဖြစ်လို့လဲဆိုတော့တိုက်စစ်မှာဆိုရင်ကျွန်တော်ဒါ Joshua Zirkzee လည်းရှိတယ်။ Benjamin Sesko လည်းရှိတယ်။တကယ်တမ်း United ကျွန်တော်တို့ဒါ Harry Kane ကိုစိတ်ဝင်စားခဲ့တာကကြတော့ဒီ White Line ကိုမခေါ်ခင်ရပါတော့။ White Line ကိုမခေါ်ခင်အခုလက်ရှိမှာဆိုရင် White Line ကိုကျွန်တော်တို့ဒါတခြားအသင်းတော်မှာပဲရောင်းလို့ပြီးသွားပြီဆိုတော့ဒီအပြောင်းရွှေ့ရကျွန်တော်အမှန်တကယ်ဖြစ်လာဖို့ဆိုတော့တကယ်ကိုဒါစဉ်းစားစီရပါဗျာ။နောက်တစ်ခုကဒီရဲ့ပိုင်းအသင်းမှာက ဒါ United အနေနဲ့ Harry Kane ကိုခေါ်မယ်ခေါ်မယ်နောက်ပြီးတော့ဒီစိတ်ဝင်စားတယ်ဆိုတော့အကြောင်းညာတယ်ခဏခဏကြီးတက်နေတာဆိုတော့ပို့ပြီးတော့ဒါစိတ်ဝင်စားဖို့ကောင်းတယ်ဘာဖြစ်လဲလဲဆိုတော့ဒါ Harry Kane အနေနဲ့လက်ရှိဒီယာဒီကုန်တာနဲ့သူတို့နေအတင်းပြောင်းမယ်ဆိုပြီးတော့လည်းတည်င်းနေရလဲထွက်နေတယ် United အနေနဲ့ဒါအသက်32နှစ်အရွယ်ရှိနေတဲ့ကျွန်တော်ဒါ Harry Kane ကိုခေါ်မယ်ဆိုတာကတော့နည်းနည်းလေးစဉ်းစားရမယ်ပဲဘာလို့ဆိုတော့အသက်အရွယ်အပြည့်ဒါ32နှစ်ဖြစ်နေပြီနောက်ပြီးတော့သူ့အနေနဲ့ဒါ Premier League မှာအတွေ့အကြုံရှိတဲ့ကစားသမားဆိုတာတော့မှန်တယ်ဒါပေမဲ့ ဟိုမခေါ်တင်တော့ဗျအခုလက်ရှိမှာကဘေဂျမင်ဆက်စကိုလက်ရှိတယ်ဒါဘေဂျမင်ဆက်စကိုကတော့ကျွန်တော်လက်ရှိဒါပရီးမီးယားလိနဲ့အောင်ဝင်ကြမဖြစ်ဘူးဆိုတော့မှန်တယ်ဒါပေမဲ့သူ့ကိုဒါအချိန်တစ်ခုပေးပြီးတော့သုံးမယ်ဆိုရင်လုံးဝအဆင်ပြေရဗျအခုလက်ရှိကျွန်တော် United ဖြစ်နေတာကတိုက်စစ်မှာကဟိုကစားသမားတွေနဲ့အဲ့လောက်ကြီးတိုက်စစ်မှုစစ်စစ်နဲ့မဆိုင်ဘူးဗျာဘာလို့လဲဆိုတော့ဒီဝင်းဘက်တည်းကဘောလုံးပံ့ပိုးမှုတွေဘောလုံးလမ်းကြောင်းတွေအဲ့လိုမျိုးတွေကကျွန်တော်တို့ကတိုက်စစ်မှုတွေရှိဘူးဘောလုံးမရောက်ဘူးဆိုတော့ကိုကဘယ်လိုမျိုးဘယ်လိုလို့ရောက်မှာနောက်ပြီးတော့နီးပြရဲ့ကစားပုံနဲ့လည်းအများကြီးတက်ဆိုင်တယ် တော့ hurricane ခေါ်လိုက်ရင်လည်းကျွန်တော် united နဲ့တိုက်ရှင်မှာကဂိုးတွေရသွားမှလားဆိုတော့လေရမှာမဟုတ်ဘူးဒီပုံစံတိုင်းဆိုရင်လေအခုလက်ရှိဒါထွက်နေတဲ့တည်င်းကတော့ဒါဟုတ်ချင်မှလည်းဟုတ်မယ်ဒါပေမဲ့ဒါ hurricane ကတော့လက်ရှိဒီယာဒီကုံတာနဲ့အတင်းကနေပြီးတော့ဒါပြောင်းမယ်ဆိုပြီးတော့တည်င်းနေရတော့တောက်လျှောက်တက်နေသူ့အနေနဲ့ဒီ tottenham hotspur မှာမဟုတ်ဘူးကျန်တဲ့ဒါ premier league အတင်းတွေကိုလည်းသူ့အနေနဲ့ပြန်ပြန်လာခြင်းနဲ့ဆိုတဲ့တည်င်းနေလည်းအများကြီးတက်နေဗျာအခုလက်ရှိမှာ tottenham hotspur အတင်းရဲ့လက်ရှိနီးပြဖြစ်တဲ့ဒါ thomas frank ကလည်းဒါ hurricane သာပြန်လာမယ်ဆိုရင်သူ့အနေနဲ့ဒါနွေးနွေးချိုးဆိုမယ်ဆိုတဲ့တည်င်းနေလည်းအများကြီးတက်နေကြီးဆိုတော့ဒီပြောင်းရွှေ့အမန် ငယ်ပဲဖြစ်သွားမှာဘန်မြူနစ်ရဲ့ကျွန်တော်တို့ဒါတိုက်စစ်ပိုင်းမှာကြီးမယ်ဆိုရင်ကုလလောဆယ်မှာကအကျွန်ဟယ်ရီကိန်းနဲ့ဒါနီကိုလက်ချက်စင်နှစ်ယောက်ပဲရှိတယ်ဗျအဲ့တော့နီကိုလက်ချက်စင်ကလည်းကျွန်တော်တို့အငားနဲ့ခေါ်ထားတယ်နီကိုလက်ချက်ဟယ်ရီကိန်းကိုဒီယာဒီကုံမှာထုတ်ပြီးတော့နီကိုလက်ချက်စင်ကိုဆက်ပြီးတော့သုံးဖို့ဆိုရလဲအဲ့လောက်ကြီးဒီအဆင်ပြေမှာမဟုတ်ဘူးဟယ်ရီကိန်းတိောက်အောင်နေနေဗျာဘာလို့ဆိုတော့ဘန်မြူနစ်မှာဆိုရင်ကုလက်ချက်ကျွန်တော်တို့ ချန်ပီယံဆိုင်ကောက်ခွင့်အနေနဲ့လည်းရှိရယ်ချန်ပီယံလိဂ်တွေလည်းကစားရတယ်သူ့အနေနဲ့ကဘာကြောင့်များဒီရာဒီကုံမှာเนาะဒီဘန်မြူနစ်ကနေပြီးတော့ဒါအတင်းပြောင်းနေတာလေပေါ့เนาะအခုလက်ရှိကျွန်တော်ဒါမီဒီယာအချို့ရဲ့ဒါပြောပုံအရဆိုရင်တော့သူ့အနေနဲ့ဒါပရီးမီးယားလိဂ်မှာဂိုးသွင်းအများဆုံးဆိုတဲ့ဒါဂုံဘုတ်ကိုသူ့အနေနဲ့ထပ်ပြီးတော့လိုချင်တာဖြစ်တဲ့အတွက်ကြောင့်မို့လားပရီးမီးယားလိဂ်ကိုဒါပြန်ပြီးတော့ကစားခြင်းနေရယ်ဆိုတော့ဒါတတိယညတောက်လျှောက်တက်နေရယ်ဟယ်ရီကိန်းအနေနဲ့ကျွန်တော်ဒါဘွန်နက်လိဂ်ကမှာဆိုရင်လည်းဒါဂိုးတရာပြည့်သွားပြီဆိုတော့ဒါဘလို့ပဲဖြစ်ဖြစ်ဟယ်ရီကိန်းကတော့အခုလက်ရှိအချိန်ထိဒါ စ조사နေတော့မယ်ကစားနေတော့မယ်အဲ့တော့ United အနေနဲ့ Hurricane ကိုဒါခေါ်မယ်ဆိုရင်တော့52တန်းနဲ့ဒါ32နှစ်အရွယ်ကစားသမားတယောက်ကိုခေါ်ဖို့ဆိုတော့ pressure များတယ်လို့ပြောလို့ရတယ် United ရဲ့အဓိကပြောင်းအောင်မှာကဒါနီးပြရဲ့ကစားခွက်ကိုအဓိကပြောင်းမှာပဲအဆင်ပြေမှာဒါဘယ်တိုက်စစ်မှုပဲလာပါလာလား ဒါ United ရဲ့တက်စီကတော့ကိုးရဖို့ဆိုတော့မလွယ်ပါဘူးဒီဒီကစားပုံနဲ့ဆိုရင်တော့အဲ့တော့ United ပြိတက်တွေနဲ့ဆိုရင်ဟောအခုလက်ရှိကျွန်တော် Harry Kane ကိုဒါခေါ်ယူမယ်ဆိုရင်အကြောင်းနဲ့ပတ်သက်ပြီးတော့ဘယ်လိုမြင့်မြင်ကြလဲဒါအမှန်တကယ်ပဲခေါ်မယ်လို့ထင်ကြလားကိုမမှာတစ်ချက်တော့ဆွေးနွေးပြသကြပါအောင် MM Media ကိုအဆုံးထိကြည့်ရှုပေးကြရပြိတက်တယောက်ချင်းချင်းတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်အားကစားတဲ့အစီအစဉ်တွေကိုနေ့စဉ်တင်ဆက်ပေးနေတဲ့ကျွန်တော် MM Media ရဲ့ Facebook YouTube Twitter တို့ကို Like Subscribe လုပ်ပြီးတော့စောင့်ကြည့်နိုင်ပါတယ် ဘောလုံးဝဲတိုင်းလိုက်ကြည့်ရှုကျင်တဲ့ပရိသတ်များအနေနဲ့ www.mm.stream မှာလည်းခါမဲတိုင်းလိုက်ဝင်ရကြည့်ရှုနိုင်ဖြစ်ကြောင်းသတင်းကောင်းပိုင်းနဲ့နောက်စီစဉ်တွေမှာပြန်လည်ဆုံးနေကြရမယ်ကျွန်တော်ရစီနေဆက်သူဖဖလေးပဲဖြစ်ပါတယ်